အားလုံးတို့သားလေးစွာပါကျွန်တော်ရဲ့ RBR Arocan မြန်မာ YouTube Channel လေးကနေဒီကိစ္စပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့စီတော်လိုင်းရဲ့အတွက်အရေးကြီးတဲ့သတင်းဆောင်မတုံသက်ချက်လေးတခုကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဆုံးထိကြေညာနာဆင်ပေးကြပါအောင်ခင်ဗျ AATNL MNDA နဲ့ UWS ရဲ့တတိထားမယ်မလာအကွဲဆိုတဲ့သတင်းတုံသက်ချက်လေးဖြစ်ပါတယ်စာဖတ်မအားသူတွေအတွက်ကျွန်တော်တင်ဆက်ပေးရခြင်းဖြစ်ပါတယ် မလာဟာမလုတ်ရေးတာဘာမှမရှိဘူးဆိုပြီးတော့ကိုပြည့်ဖြစ်နေချင်းအနာသိင်ခဲ့တာအလုံးတတိယကြမှာပါ အခုရေးပြဖက်ပြလိုက်တာကမလာတတိယမှာ UWSA ဒီနန်နယ်နေနဲ့ MNDAA AA တို့ကိုတံပြန်ဖို့ဘာတွေလုပ်နေတယ်လဲဆိုတာပါ ယခင်ကတင်းသားလက်နက်ကင်တွေဟာမိမိဂျိုစီဘာကိုလက်ခံတဲ့ NGO တွေသတင်းသမားတွေလူအခွင့်အရေးသမားတွေနဲ့ NLD အစိုးရအောက်မရှိတဲ့မဟာလာတက်ကလောက်တာကိုဝေဖန်ရင် NLD အစိုးရကဘာမှမဟာလာကိုမပြောနိုင်ပေမဲ့ဒေါအောင်ဆန်းစုကြည်ပုံရိပ်ကိုကြောက်အောင်လုပ်ရမှာတော့အဆင်ပြေခဲ့ကြပါတယ်လို့ဆောင်းမချင်းကဆိုပါတယ်တော်အတူပဲနိုင်ငံခြားမှာလူအခွင့်အရေးလှုပ်ရှားသူတွေကလည်းဒေါအောင်ဆန်းစုကြည်ရဲ့နမည်ပြအောင်တော့လှုပ်ရှားနှိမ်ခဲ့ကြပါတယ် 2021ခုနှစ်အာနာသိန်အဖြစ်မှာမဟာလာဟာအရက်သားလူနေအိမ်တွေကျောင်းတွေကိုပုံကျေတာခလေးတွေကိုတက်ဖြတ်တာကိုပြောင်းလုလာခဲ့ပါတယ်ရင်ဂျာမွတ်စလင်တွေကိုတက်တယ်ဆိုပြီးဆွတ်စီတာတဲ့ပိုတင်အဆောက်အုံများစွာပါကုလသမဂ္ဂကဘာမှအရေးမယူနိုင်သလိုရခင်ကရင်ဂျာကိစ္စနဲ့အထူးချုပ်လုပ်ငန်းတွေကိုအရေးယူမယ်ဆိုပြီးရာသတန်ပေးလေ့ကျင့်ခဲ့တဲ့ဥရောပသမဂ္ဂလေးမဟာလာကိုအရေးမယူရေတော့ပါဘူးအခုဒေါ်နယ်ထရန့်အခွန်က လူအခွင့်အရေးကြောင့်မဟုတ်ပေမဲ့မလာနဲ့အထည်ချုပ်စီးပွားရေးကိုစတင်လာနေပါပြီအခုရစ်ပြလိုက်တာက UWS ရဲ့မျိုးစစ်တဲ့ခေါင်းဆောင်ပေါအိုက်ခန်း TNL ခေါင်းဆောင်ကိုတာပေါင်းကြော်နဲ့အရခတတို့အေးခေါင်းဆောင်တွေအနေနဲ့အခုချင်းကစစဉ်းစားပုံကိုပြောင်းပြီးတော့အတွေ့အင်နဲ့စဉ်းစားနိုင်အောင်ရစ်ပြလိုက်တာပါ NUG မှာလေးတာဝန်ရှိပါတယ် NUG လေးပါပါတယ်ပထမကုလကအနေဖိအားပေးတဲ့နေပါ အတူပီပေါ့ ဒါတွေက2012ခုနှစ်မှာအင်မတန်ခက်စားခဲ့ပါတယ်။ဒါပေမဲ့လစ်ပြားနောက်ပိတ်မှာမဖြစ်နိုင်တော့ပါဘူး။မဟာလာကို ICC ကအခြေယူတာဟာ X-ray ကိစ္စအပြင်မှာဖြစ်နိုင်ရှိနေလာသလိုရိုးအရေးဟာအေးခေါင်းဆောင်ပိုင်းကိုလည်းပြင့်မှတ်ထားလာပါတယ်။အဲ့ဒီအတူပြည်တွင်းကအခြားလူမျိုးစုကောင်းဆောင်တွေကိုလည်းဒီလူမျိုးကဟိုလူမျိုးကိုလှုပ်လို့ဆိုပြီးအပြန်အလှန်ဆွဲဆီကြရင် ဇက်လန်းရှိပြီးရှုပ်လာမှာဖြစ်ပါတယ်ဒီကိစ္စဟာဒေါ်နယ်ထရန့်ရဲ့သူ့ပါတီဆက်အာဏာရနေရင်ဖြစ်နိုင်ချေနေသွားနိုင်ပါတယ် NUG မှာက NGO အဖွဲ့တွေရှိလို့ PR နေလန်းတွေကိုစိတ်ဝင်စားနိုင်ပေမဲ့ CEPR ကသာအကောင်ဆုံးဖြစ်ပါတယ်မဟာဟာရခိုင်မှာဘင်္ဂလီတွေကိုသူမချုံးခင်မှာလက်နဲ့တက်ဆင်ပေးခဲ့ပါတယ်။ဒါဟာသူ့ရဲ့အမျိုးဘာသာတပ်ပနာဆိုတဲ့ဆောင်ပုံနဲ့ဆန်ကျင်နေပါတယ်။ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ဆရာဖဒုချုပ်ကိုဘင်္ဂလားဒေ့ရှ် လွှတ်ပြီးတော့သူစစ်ထောင်နိုင်ရင်းနဲ့မင်းကလေးတွေကိုလက်နဲ့တက်ဆင်ပေးရေးကိစ္စသူတို့ကနေမြေကြရင်ဒုက္ခသည်တွေကိုပြန်လက်ခံပေးကိုပင်အုပ်ချုပ်ရေးဒေသပင်မဆိုတာတွေကိုပါပြုဆိုသဘောတူခဲ့ကြတယ်လို့ဆိုပါတယ်နိုင်ငံခြားရေးဝန်ကြီးအဆက်မှလေးဂတိပေးသဘောတူထားပါတယ်ဒါတွေကမစားရတဲ့အမဲသင်းနဲ့ပစ်တာပါအလွန်မိတ်တွင်နဲ့လာပါတယ်ဒါရီကအနာရဖို့ဆိုရင်မလာဟာဘာမစို့လုတ်ဖို့ဝမ်မလေးဘူးဆိုတာကိုပြသနေပါတယ်အခုလေအေထန် ဆုံးရှုံးခဲ့တဲ့နေမျိုးတွေကိုတံပြန်ထုတ်စစ်စင်ပေါ်ပင်ကလီနဲ့ရှင်းနာညှက်ပြီးတော့ဟန်ရှင်းညီညီတိုက်ဖို့ပြင်ဆင်နေပါတယ်အမေရိကန်ကိုလေဂျာခန်ကနေပင်ကလီတွေနေမျိုးပြန်ရရင်ပြန်ပေးဝင်မယ်ဆိုပြီးတော့ပြောဆိုထားပါတယ်ဒီကိစ္စဟာအေအေကနေမျိုးစုံမုတ်ပြီးမှပါဒါတင်လားဆိုတော့မဟုတ်သေးပါဘူးအန်နဲ့တောင်ပိုင်းဒေသတွေကိုဒီဇင်ဘာမကုန်ခင်ပြန်တိုက်ဖို့တောင်စစ်ဆင်ရေးတွေပြင်ဆင်ထားပါတယ်တိတ်မိအချိန်ဟာဗိုလ်တီတောင်ဘက်ကမာလာနဲ့မင်္ဂလာဒက်ရှ်ကလက်နက်တပ်ဆင်ပေးတဲ့အဖွဲ့တွေဝင်တိုက်ချိန်မှာဟန်ချက်ညီညီဝင်ရော့ ထုတ်စစ်ဆင်ဖို့ပြင်ဆင်ထားပါတယ်။ဒါကနှစ်ဖက်ညက်တိတ်မဲ့စီရေဖီအားဖြစ်ပါလေသတ္တမန်ရေးမှာတော့မဟာလာက UWSA ကိုကန် TNL နဲ့ AA တို့ကိုမူရစ်စစ်နဲ့ဆေးပြားတွေလုံချောင်းတရုတ်ထက်အိန္ဒိယဘင်္ဂလားဒေ့ရှ်အစိုးရတို့ကိုပြိုးလဲရှိသလိုအမေရိကန်ကိုလည်း DA ကနေတဆင့်ပြိုးသလိုစစ်တပ်ရှင်တွဲဆောင်ပွဲတွေလော်ဘီတွေကနေလည်းပြိုးလဲရှိပါတယ်တရုတ်နဲ့ထိုင်ကို UWSA ကပေါအိတ်ခန်းကိုမူရစ်မှုဆေးပြားမှုကြားဖြတ်မှုတွေနဲ့ဖန်ခိုင်နေပါတယ်ရခိုင်ကပေါကျင်းဖုံးကို တရုတ်ကိုတင်းပြေးပြီးတော့ဖမ်းခင်ခဲ့ပါတယ်ဒေါ်နီထွန်းကဘိန်းထုတ်တဲ့တိမ်ပြေတွေထိမြန်မာပါထက်ပြီးတော့ဗင်နီဆွေးလာကအာနာရှင်မာဒူရိုကိုတော့အတန်း90နဲ့ဖမ်းဝင်ရထုတ်ထားပါတယ်သူရေပြန်ပါလေစစ်တင်ဖို့တွေရက်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။ဒါက ICC ထက်ဖြစ်နိုင်ချေပုံများပါတယ်။ဒါကြောင့်မအားလာကဒီကိစ္စကို ICC ထက်ပို့ချပြီးတော့သူ့အပြစ်ကို AA UWSA တန်းတို့ရှင်းချဖို့ တစ်ချက်ခုနှစ်ချက်ပြတ်အနေနဲ့အသေးတန်ကြောပန်းနေတာတွေ့ရပါတယ် UWSA MNDA နဲ့ TNL တော့ကတော့ကြားဖြန့်ကိစ္စပါတရုတ်နဲ့တိတ်ထားပါတယ်ဒါတင်ပြလာဆိုတော့မဟုတ်သေးပါဘူးမအလာဟာမတူတာတွေပုတွေ့လောက်ရမှာမျက်နှာပြောင်းတိုးတိုးပြောင်းပါတယ်အေးကိုတိတ်ခါချဖို့ဆိုရင်သူ့ထောင်းလိုက်တဲ့တင်အချက်လက်တွေကိုဘင်္ဂလီတွေထမ်းဖွဲ့ဘင်္ဂလီတွေကနေတဆင့် ရှယ်ယာပေးပါတယ်။ရေချက်ကအေကိုလှုပ်ကြံဖို့နဲ့လူမျိုးရေးမငြိမ်မသင့်ဖြစ်အောင်ပါဒီကိစ္စကိုသူမဘာသာတွေလည်းမအိုရေးကြပါဘူး။ဆိုင်သူပြောတာမဖြစ်နိုင်ဖြစ်နိုင်ဆိုတာရခင်ကမာလာအေအေနဲ့ဘလို့ပူပေါင်းလှုပ်ဆောင်ခဲ့တယ်လေအေအေကောင်းဆောင်တွေသိကြမှာပါ။ဒါအပြင်ရှမ်းပြည်တင်းနယ်လေးဘက်က TNL နေဘက်ကလူစုံလို့ဆက်ရဖကိုနေမျိုးစုံလူပေါင်းစုံအယောင်ဆောင်လှုပ်ခိုင်းပေမဲ့လှုပ်နိုင်ပေမဲ့ AA ကရခိုင်လူမျိုးကိုတာဥတီလို့ ဖွဲ့ရခိုင်မာမူတို့ကိုဥတည်ပြီးတော့တည်င်းစုဆောင်းရပါတယ်။နောက်ပြီးတော့ AA MNDAA TNLA ထံကလွတ်လာသူတွေကိုဘေးမှာဖမ်းထားတာဘသူတွေဘေးမှာနေတာတွေမေးပြီးတော့လေကြောင်းကင်ထတာ electronic surveillance ခေါ်တဲ့စစ်သွေးရေးကိုကြားဖြတ်နားထောင်တာ ထိုဒေသကနေနန်းတွေဖွဲ့တွေတခြားလူမျိုးရဲ့အစွန်းရောက်သူတွေကို ညှောက်ပေးပြီးတော့တည်င်းချကျူတာတွေလှုပ်ပြီးတော့မိမိစာရဖာကိုလေဈေးတီအယောင်ဆောင်ကုံကားမောင်းသူအယောင်ဆောင်လှုပ်ပြီးတော့တိတ်ခိတ်ဖို့တည်င်းစုဆောင်နေပါတယ်ဒါတွေကအေအေနဲ့တခြားအဖွဲ့တွေတည်ထားဖို့ပြုတ်ပြတာပါအေအေအနေနဲ့လည်း မိမိရဲ့မဟာဗျူဟာကအဆင်ပြေနေတယ်ထင်ရင်ဆက်လို့ပါထင်းနယ်လေးလေးထုတ်အတူပါပဲဖြစ်တဲ့ဒါကတော့ AA ရော TNL လေးပါ NUG နဲ့ယခုထည့်ပေါ်ပြီးတော့ KNA ကဲ့သို့မဟာဗျူဟာမျိုးအပူပေါင်းဆောင်ရွက်ဖို့လိုအပ်နေတယ်ဆိုတာပါ NUG မှာလည်းသမဏကအစား NGO အတွေ့ခုရှော့ပြီးတော့ NUCC ထက်ပိုလက်တွေ့ကြတဲ့အင်အားကြီးပြီးတော့မိမိကူနိုင်တဲ့တင်းသားအဖွဲ့တွေနဲ့ယခုထည့်ပေါ်ပြီးတော့ပူပေါင်းဆောင်ရွက်ဖို့အရေးတကြီးလိုအပ်လို့နေပါတယ်ပြည်သူတွေကတော့ တက်တော်လေးတွေနဲ့အချိန်မကုန်ပဲ NUG အက PDF ကိုသာ PRF ကနေတဆင့်ထောက်ပံ့ပေးဖို့အထူးသဖြင့်စစ်မြေပြင်ကစကိုင်းမကွေးမန္တလေးကိုဦးစားပေးဖို့တောင်းဆိုပါရစေအထက်ကကိစ္စတင်းရင်သာတော်လန်ရေးကောင်းဆောင်တွေတည်ဖို့ရည်ပြတာပါကုလကတော့ဒေါ်နယ်ထရန့်ကတော့ဘာမှမလုပ်နိုင်တဲ့အဖွဲလို့ပြောပြတာမလို့ညှို့လင်းချက်တိတ်မထားကြပါနဲ့လို့စာရည်သူကနေတုံ့တက်တင်ပြထားပါတယ်ဒီစာရည်သူတုံ့တက်တင်ပြထားချက်တွေ Facebook မှာမျှဝေနေတာတွေ့ပါတယ်မဖက်နိုင်သူတွေအတွက် အတန်နားထောင်ရင်းနဲ့စဉ်စားတွေးခိုနိုင်အောင်ကျွန်တော်ကထပ်ဆင်မျှဝေပေးခြင်းဖြစ်ပါတယ်တကယ်ကို လက်တွေ့ကြတဲ့သုံးသပ်မှုလေးဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်ရခိုင်ဘက်မှဘင်္ဂလားဒေ့ရှ်ဘက်ကအာဆာ RSA RSO အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဒီညှက်ပြီးတော့တိတ်နေတာရှိပါတယ်ဆိုတော့ဒီဆောင်းမရှင်တုံ့တက်ပြတယ်လို့ပဲတစ်ဖက်မှာတရုတ်ဖီအားတစ်ဖက်မှာကလားတွေနဲ့ရန်တိုက်ပြီးတော့ရခိုင်ကို ဖိနေပါတယ်ဆိုတော့တခြားဒေါ်လာရင်းအဖွဲ့အစည်းတွေလည်းဒီလို ဖိအားပေးမှုတွေခံနေရပါတယ်ဆိုတော့တစ်ဖက်မှာဒွန်နီထွန်းကမူရည်စေဝါထုတ်လုပ်တဲ့နိုင်ငံမူရည်စေဝါတိတ်ဖြစ်ရေးမှာပြည့်ကွက်တဲ့နိုင်ငံဖြစ်မြန်မာနိုင်ငံကိုထက်သွင်းထားပါတယ်။ဒါကိုမဟာလကဘလို့အသုံးချဖို့ရှိနေတယ်လေဆိုတာကိုလေတော်လိုင်းရဲ့အဖွဲ့အစည်းတွေကမျက်စိရင်နားရင်နဲ့တံပြီးတော့လက်တုံပြန်နိုင်ဖို့လိုပါတယ်။စကဆာရဲ့စကမရဲ့လုတ်ကွက်ထောင်းချထေးကို အမိခံလို့မရပါဘူးကျွန်တော်တို့ပို့ပြီးတော့စူးစိညညွဖို့အတွက်အရေးကြီးလာပါတယ် NUG နဲ့ပူပေါင်းဆောင်ရွက်ဖို့ဟာ AA မာလေးတာဝန်ရှိတယ်လို့တခြားတော်လိုင်းရဲ့အဖွဲ့အစည်းတွေမှာလည်းတာဝန်ရှိလာပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စုပေါင်းအင်အားအားတားလည်းကျွန်တော်တို့ရဲ့တော်လန်ကြီးကိုအဆုံးဖြတ်ပေးမှာဖြစ်လို့ပါပဲတစ်ဖက်မှာတော်လန်ကြီးအတွက်နိုင်ငံတကာကကျွန်တော်တို့တော်လန်ကြီးကိုအတိမတ်ပြုဖို့နဲ့ကျွန်တော်တို့ရဲ့ state hotel လို့ခေါ်တဲ့ဒီတိမ့်ပြေနိုင်ငံတစ်ခုရဲ့ အဆုံးဖြတ်ပေးနိုင်သူဖွဲ့စည်းတစ်ခုကိုကျွန်တော်တို့တော်လှန်ရေးအစိုးရအနေနဲ့ကျွန်တော်တို့ရွေးရှိဖွဲ့စည်း legitimacy ရအောင်လုပ်ကြရမှာပါနိုင်ငံတကာကကျွန်တော်တို့ကိုအသိမှတ်မပြုတာကကျွန်တော်တို့ရဲ့ကွေးပြားနေတဲ့အဖွဲ့အစည်းတွေနိုင်ငံရေးရမဟာဗျူဟာကြကြပူပေါင်းဆောင်ရွက်မှုမရှိလို့ဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာကဒါကိုမမြင်ချင်ပါဘူးသူတို့လိုချင်တာကတော်လှန်ရေးအစိုးရဟာနိုင်ငံတော်ဝန်လုံးမှာအာခေါင်မောင်းတန်နဲ့ပူပေါင်းဆောင်ရွက်နေတာကိုမြင်ချင်ပါတယ် စည်ရရပူပေါင်းဆောင်ရွက်တာနိုင်ငံရေးရပူပေါင်းဆောင်ရွက်တာတွေဟာမဖြစ်မနေလုပ်ရမယ့်အရာတွေဖြစ်ပါတယ်ရခိုင်အရခတ်တော် AA ဆိုလို့ရှိရင်အခုဘင်္ဂလားဒေ့ရှ်နဲ့နေဆက်တချို့မှာအကျန့်ဖက်အဖွဲ့စည်းတွေရဲ့တံပြန်လှုပ်ရှားမှုတွေကိုရင်ဆိုင်နေရပါတယ်တစ်ဖက်မှာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဆက်စည်းချက်တွေအရခတ်တော် AA ခေါင်းဆောင်တွေရင်ဆိုင်နေရပါတယ်ဒါတွေကိုဖြည့်ရှင်းဖို့ကုလသမဂ္ဂမှာကုလသမဂ္ဂမှာဥချုံမုံထွန်ရှိပါတယ်ဥချုံမုံထွန်ဟာဘလို့လှုပ်ပေးနိုင်မလဲဥချုံမုံထွန်နဲ့ဘလို့ပူးပေါင်းဆောင်ရွက်မလဲဆိုတာဟာ AA ခေါင်းဆောင်တွေ စဉ်းစားရမယ့်အခြေဖြစ်ပါတယ်။တတ်တမန်ရဲ့အရာကျွန်တော်တို့တံပြန်တိတ်ဆိတ်ထိုးစစ်ပြင်ဆင်ရမှာဖြစ်ပါတယ်။တစ်ဖက်ကရင်ဂျာလှုပ်ရှားသူအဖွဲ့အစည်းတွေဟာနိုင်ငံတကာမှာသတင်းမီဒီယာတွေမှာကပ္ပမျက်နှာစာတွေမှာတို့ပေါအောင်သူတို့လှုပ်နေကြပါတယ်။ရခိုင်အဖွဲ့အစည်းတွေအနေနဲ့အရခအစိုးရအနေနဲ့တံပြန်လုံနေဖို့ကတန်တမန်ရေးခုနသမက်ကအမှာဥကျုံမထုံကိုပြစ်ဆုံဆွေးနွေးပြီးတော့ ဘယ်လိုတွေဖြည့်ရှင်းကြမလဲဆိုတာကို NUG အစိုးရနဲ့ရောတိမ်ပင်ဆွေးနွေးပြီးတော့လုပ်ကြရမယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဆုံးထိကျေးဇူးနားဆင်ပေးကြတဲ့သူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကျေးဇူးနားဆင်ပေးကြတဲ့အားရခပြည်သူပြည်သားများနဲ့တကောင်မြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ။